အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ပွဲပြီးသုံးသက်ချက်ကနေပဲပြန်လဲပြီးကြိုးလိုက်ပါတယ်ဗောနော်အဲ့တော့ဒါကျွန်တော်တို့မနေ့ကကျွန်တော်ဒါထရီးရပြန်လာတယ်ဗောနော်ကာကြာကြီးမောင်းမီဒါကျွန်တော်တို့ဟိုပြဿနာဒါကျွန်တော်တို့တို့လည်းပေးရကပြီးတဲ့အချိန်ဗောနော်ပေးရကပြီးတဲ့အချိန်ဆိုတော့ဒါအကုန်လုံးတို့လည်းအကုန်ပြန်လာကြရတယ်ထင်ပါတယ်အဲ့ကျွန်တော် highway လာမှာတော်တော်လေးကိုကျွန်တော်တို့ပိတ်နေခဲ့ပြီဒါကျွန်တော်အေးပေါ့မြန်မာဆိုတော့ဂျက်တော်မျိုးဆိုတော့17နာရီ17ခွဲလောက်မှာဒါကျွန်တော်တို့မြူထဲပြန်အောင်တယ်ဗောနော်ပြီးတော့ကျွန်တော် ပထမစစကတည်းကတော့အိမ်မှာမပြောနော်ပြီးလဲပြီးတော့ကျွန်တော်အိမ်မှာပြောရတယ်ဖုန်းသုံးနေတာနဲ့ဆိုပြီးတော့ okay ပေါ့အဲ့ဒါဆိုလဲမထူးပေါ့နော်မထူးပေါ့မထူးဆိုတော့ကျွန်တော်တို့ဒါ okay အဲ့ဒါဆိုတော့ငါအဲ့ဆိုတော့ငါဘောလုံးပဲတစ်ခါလေးကြည့်မယ်ပေါ့နော်အဲ့ဘောလုံးပဲကြည့်ပြီးတော့ပြီးလဲပြီးတော့ဂျူးသွားတာတော်သေးတော့မာတီနယ်လီလုံးလေးမှီလိုက်လို့မာတီနယ်လီဂိုးလေးမှီလိုက်လို့နှုတ်မဆိုရင်မာတီနယ်လီလုံးကမာတီနယ်လီလုံးမရောက်ခင်85မိနစ်လောက်ကိုလိုရဖြစ်လိုဖြစ်ပြဆုံးဘယ်လုံးကလိုဖြစ် ော့ဒါအခုမှဗီဒီယိုလုပ်ပြီးဖြစ်တယ်ဒါဗီဒီယိုလုပ်ပြီးဖြစ်တာနောက်ကြတယ်ဆိုရင်တော့ခွင့်လွှတ်ပါဘာလို့ဆိုတော့ကျွန်တော်အနေနဲ့လုံးဝ အိပ်ပျော်သွားလို့ဘာအခုမှပဲနိုးတာပေါ့နော်အဲ့တော့ Real Madrid အသင်းအနေနဲ့လက်ရှိမှာ Arsenal အသင်းကိုသူတို့ရဲ့အိမ်ဝင်မှာဒါကျွန်တော်2-1ဆိုရရတဲ့နဲ့ရှုံးခဲ့တယ်။ Real Madrid အသင်းကခုလက်ရှိချိန်လေးဒါကျွန်တော် Arsenal ကိုမနိုင်သေးဘူးဆိုရရလက်ဆိုးတစ်ခုကိုဆက်လက်ပြီးတော့ထိန်းထားနိုင်ခဲ့တယ်။ဒါပေမဲ့ကျွန်တော် Real Madrid အနေနဲ့ဒါကျွန်တော်မရှိရှိတဲ့အကောင်းအွက်လေးတစ်ခုအနေနဲ့ပြန်ကြည့်မယ်ဆိုတော့ဒါ Arsenal အသင်းကိုနောက်ဆုံးတော့ကိုးသွင်းခဲ့ဘူးပြီဆိုတဲ့ဒါကျွန်တော် signature တစ်ခုရသွားတယ်။ဒါပေမဲ့ဒီနေ့ပေါ်စမှာ Arsenal အသင်းအနေနဲ့ discipline ကတော်တော်လေးကိုရှိခဲ့တယ်။ဒါပေမဲ့ဒီနေ့ပေါ်စမှာဒါပြောစရာရှိခဲ့လို့ဆိုရှိရဲ့ဒါကျွန်တော်ဘယ်လိုပဲ ကျွန်တော်နေတဲ့ personality ကတော့ကျွန်တော်ပုံမွင်လင်းပြောမယ် Real Madrid ပထမဆုံးဒါကျွန်တော် Arsenal အသင်းကိုပေးခဲ့တဲ့ဘယ်နဲ့တော်တော်လေးကို soft foul ဖြစ်တယ် ပြောနာပေါ်လို့ကျွန်တော်လက်ရှိမှာဒီညမှာ consistent မဖြစ်တာဒီညမှာညင်းတဲ့ဥစ္စာညင်းလို့ရညင်းတဲ့လူချင်းနဲ့ညင်းလို့ရဒါကျွန်တော်ရဲ့အမြင်သာဖြစ်တယ်ဗျနော်အကိတ် real madrid ရဲ့ပထမအလုံးကိုဆိုရင် arsenal သင်းရဲ့ပထမအလုံးကို penalty အစာကာကရခဲ့မယ်ဆိုရင်တော့ real madrid ရဲ့ဒါကျွန်တော်တို့အလုံးလေးဒါကျွန်တော်တို့ penalty ရတင်တယ်ဒါဟာကျွန်တော်တက်ကရှင်းတဲ့ clearance ပဲဗျနော်အဲ့တော့ပြောချင်တာကဒါကျွန်တော်ရဲ့အမြင်ဖြစ်တယ်ဒါကျွန်တော်ကခမောင်းနဲ့အမြင်ကွာချင်းကွာမယ်ဒါကျွန်တော်ဒါပေမဲ့ခုနပေါ်လို့ပဲအဲ့ဒီဟာကအစကတည်းက penalty ကိုမပေးတင်တာ ခုနကပြောလို့ပဲကျွန်တော်အနေနဲ့မှတ်မှတ်ရဆိုပွဲကြည့်နေနေပစုတ်တယ်တော့ခုနကပြောလို့ပဲဘလောက်တီပနတီတောင်မရအာစနယ်ကစားသမားတွေကိုယ်တိုင်လုံးဝပနတီမတောင်းခဲ့ဘူးမှတ်မှတ်ရရပဲအာစနယ်ကစားသမားကိုယ်တိုင်ကျွန်တော်လဲကြသွားအဲ့တော့မရီနိုလားမသိဘူးအဲ့လဲကြသွားတဲ့ကစားသမားတစ်ယောက်ကလွယ်လွယ်ဘေးပတ်ဝန်းကျင်အာစနယ်ကစားသမားရမှာမသိအဲ့တော့သူမော်နီတာကိုပြေးသွားတဲ့အချိန်မှာကျွန်တော်အနေနဲ့ကျွန်တော်တော်တော်လေး factual ဒီဘာကြောင့်မလို့ဒါသူ့အနေနဲ့မော်နီတာကိုပြေးသွားဘယ်လုံးပြေးမှာလဲဟုတ်လားပူပူလောလောမှိုင်းဒါကျွန်တော်စာကာကဒါကျွန်တော်ရူဒီဂါနဲ့ညှိပြီးတော့ okay အဲ့လုံးများလားအဲ့အချိန်မှာဒါရူဒီဂါမြတ်လက်ထိသွားလို့လားဒါကိုကျွန်တော်စဉ်းစားလိုက်တော့ပြီးတော့ဟုတ်တော့ ဟိုအဲ့ပထမဆုံးအလုံးပါဗောနော်ရုပ်တရက်ကြည့်မယ်ဆိုမသိမယ်ဒါတီဘိုကော်ထရက်စ်ရဲ့ကီတိုကော်ထရက်စ်ကဒါကျွန်တော်တို့ပြန်ရှန်ထွက်လာပြီဒါကျွန်တော်တို့လာကံမဲ့ကောင်ရတာအဲ့အလုံးကြီးကအဲ့အလုံးကြီးကပေချာပြန်ကြည့်မယ်ဆိုရင်လဲသွားတဲ့ကောင်ကလည်းဒါခုနကပြောသူဂိုးပေါ်ဘာမှမဟုတ်ခုနကပြောသူတီဘိုကော်ထရက်စ်ဂိုးဖန်တဲ့ပေါ်ဘာမှ impact မရှိလို့ဘာမှလည်းမဖြစ်ခဲ့ဘူးဗောနော်အဲ့တော့ဒိုင်လူကြီးနေနဲ့ပေးလိုက်တယ်အိုကြီးအဲ့ဒါဆိုတော့ခုနကပြောသူပဲဒါဟို Sky Sport ရဲ့ဒါကျွန်တော်မှတ်မဲ့ရ Rio Ferdinand တို့ဒါကျွန်တော်တို့ ဘယ်လိုလဲမသိပါဘူး TND sport ကနေပြီးတော့ဒါကျွန်တော်တို့အဲပြောတဲ့လူတွေပြောခဲ့လို့ပထမလုံးပေးဒုတိယလုံးပေးရမယ်ဒါဘုနာဒါပေမဲ့နှလုံးလုံးကတကတော့ပြောရမယ်ဆိုရင်ဒုတိယလုံးရဲ့ဆုံးဖြတ်ချက်ကိုကျွန်တော်မှန်တယ်လို့ပြောချင်တယ်ဒါပေမဲ့ပထမလုံးပေးဒုတိယလုံးပေးရမယ်ဆိုတဲ့ signature ကြီးတော့ဖြစ်သွားတယ်အဲ့တော့ပထမလုံးကိုကောင်ရဆုံးဖြတ်ချက်ကြီးကမှန်မနေဘူးအဲ့တော့ခုနကပေါ့အဲ့ပထမလုံးကလည်းဒါစာကာတယောက်ဒါကျွန်တော်တို့ပနာကာတော့ chip ပဲဘောနော်ဒါဒီဘိုကိုတက်စ်ဖမ်းတိုက်တယ်အဲ့တော့ကျွန်တော်ပြောလေလုံးဝ movement တန်ရဆောင်းအောင်တက်လာတယ်တက်လာတဲ့အချိန်မှာဒါခုနကပြောလို့ပဲပွဲကတဖြည်းဖြည်းနဲ့ဇက်ရှင်တက်ရ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 င်နဲ့ဘမှာသွားပြီးတော့ခုနကပြောလို့ပဲ သူကျွန်တော်အနေနဲ့တော့စိတ်ဝင်စားဖို့ခေါင်းဝါဟာပြီးရဲ့ပြီးရတာကျွန်တော်တို့အာရီယမတွက်ကနေပဲလန်ကန်တဲ့ဘောလုံးကိုဒါကျွန်တော်တို့အမ်ပါပီကရင်ပလီနဲ့တိုက်လိုက်တယ်အဲလုံးကြီးကကြော်မဲ့ကလေးစားခွေးဆုံးသီးပဲအာ okay အဲ့ဒါဆိုတော့ဒါရီယမတွက်ဒါမဆိုးဘူးဗောနော်ရီယမတွက်နဲ့တပွဲလုံးမှာတကယ်ကိုရင်ခုန်စရာကအဲ့အလုံးတစ်လုံးလောက်ပဲရှိရတယ်ခုနကဘာမှသိမရှိဘူးအဲ့တော့ပြောချင်တာလက်ရှိမှာဒီနေ့ပေါ်စမှာရီယမတွက်အနေနဲ့ ။ဘာဆိုဘာမှမရှိခဲ့ဘူး။ဒီနေ့ပုံစံမှာကျွန်တော်တို့မရှိရှိတဲ့ lineup ကိုတုံးလာတဲ့ဆိုတဲ့ဥစားကြီးလည်းတော့ပြောလို့မရဘူး။တိုက်စစ်ကြီးကခုနကပြောတဲ့လက်ရှိကျွန်တော်တို့ဒါ Real Madrid ရဲ့တိုက်စစ်ကဒါ Arsenal အသင်းရဲ့တိုက်စစ်ထက်ဆိုင်ပူတော့ကောင်းတဲ့တိုက်စစ်တစ်ခုဖြစ်တယ်။ဒါရှိရှိလေးပြောအဲ့တော့ဒီနေ့ပေါ်စမှာမရီနိုကတော့ကျွန်တော်တို့ center forward ဘလီကိုတကယ်ဦးနာပေါ်စမှာဟို ရီယယ်မက်ထရစ်ကကစားသမားတွေကိုဘယ်လိုကစားပြဿနာကရောတစ်ခါဟိုးရင်တော့အဲ့ဒါတိုက်တက်ကိုတွေတစ်ခါပြောဦးပါလေလက်ရှိမှာဒါကျွန်တော်ရီယယ်မက်ထရစ်အသင်းက left wing တားအများအကုန်လုံးက left wing မှာစုနေတယ်အဲ့ဒါကတကယ်တမ်း tactical မှာ pro ပဲပြောဦးမကြည့်လန့်သိတာတယ် Venetian နဲ့ဒါ Mbappé ဆိုအဲ့ left ပဲသွားတာပြပြဿနာကဟိုအရငါးပေကိုထက်တကောင်းမှမရှိတဲ့အသင်းတစ်သင်းကိုဘာလုပ်မှမသိပဲနဲ့ crossing ကိုအတွင်းနဲ့ထည့်ထည့်တာပဲပြောမယ်ဆိုတော့တစ်ဖက်က Arsenal အသင်းက don't want ဒါကျွန်တော်ဟို ကစားကွက်ရတဲ့စင်လို့ပြီးပြေးသွားစာရီပါတလုံးသွားရောင်းလိုက်သေးတယ်ဘောနော်အဲ့ဒါမှပြောမယ်တကယ်တမ်းပြန်စဉ်းစားကြည့်မယ်လို့လုံးဝဒါအာဆနယ်ကသိန်းကရှင်းတယ်ကွန်ထရိုးလာသူတို့သူတို့အသင်းနေငါတို့က3-0နိုင်ထားရတဲ့အသင်းဆိုတဲ့ပုံစံမျိုးကို ကင်ပြီးစော်သွားတယ်ဒါရှက်ရှက်လေးပဲဒါလုံမှာပဲအာတိတ်တာလိုပဲအသွားအရာယူသွားပြီဟာအရာယူမမိုက်ဘူးသွားပြောလို့မရဘူးဆိုတော့တတိစည်းဆိုတဲ့အတင်းကတတိစည်းကိုစော်မှာပဲဒါဖြေရရှက်ရှက်လေးအဲ့တော့အာဆိုသိနေတာခုနပြောလို့နောက်ဆုံးမိနစ်နောက်ဆုံးစက္ကန့်မှာဒါကျွန်တော်မာတင်နယ်လီရသွားပြီမာတင်နယ်လီကိုတွင်းသွားခဲ့အဲ့ဒီတွင်းကိုကြည့်တဲ့အချိန်မှာဒါကျွန်တော်တို့တချိန်ကဒါကျွန်တော်တို့ဘာဆူနာအတင်းကဒါချက်စီတွင်းကိုတွင်းသွားတယ်ဖာနန်ဒိုဒိုရက်စ်ဂိုးတယ်တော့နည်းနည်းခက်ဆယ်စေပဲဒါပေမဲ့အဲ့ဖာနန်ဒိုဒိုရက်စ်ကပို့ပြီးတော့ဒါကျွန်တော်လွတ်လွတ်ကျွတ်ကျွတ်ဖြစ်သွားရလုံမှာဒါမာတင်နယ်လီကဒါကျွန်တော်ဖရန်ကာစီယာနဲ့ရှင်လူရင်းနဲ့သွားတာပေါ့နော်အဲ့တော့ ပြောချင်တာကလက်ရှိမှာဒီနေ့ပွဲစမှာ Real Madrid ကကြုံတလူကန်နေတဲ့ပွဲတစ်ပွဲဖြစ်သွားတယ်။တကယ်ဘူးဗျာအဲ့ဒါရေရုပ်ပေါက်တယ်။ Carlo Ancelotti နဲ့အခုလက်ရှိဒါကျွန်တော်ကြင်းကြင်နဲ့ Real Madrid ရဲ့လက်ရှိ ရိသတ်တွေနေနဲ့ဘာလို့ဒီနီးပြကိုထွက်စေခြင်းလဲဆိုတော့တဖြည်းဖြည်းနဲ့ရုံလုံးပေါ်လာခဲ့တဲ့ဖြစ်တယ်။တစ်ဖက်ကအာတိတဟုတ်နာပေါ်သူ့တင်းုံဒါကျွန်တော်လုံးဝကိုလည်းကျွန်တော် signature ဆက်ဆက်လုပ်နေတဲ့အချိန်မှာတစ်ဖက်ကဟုတ်နာပေါ် real mode နဲ့အေးဟုတ်နာပေါ်မင်းတို့အဆင်ပြေတယ်လို့စကားကွာဆိုပြီးညွန်ကြားထားလာတော့မရဘူး။ဘာလို့ဆိုတော့ဖီနီနဲ့အပပါပြီးဆိုဒီနေရာမှာထပ်နေတာဗျာဒီလားကျွန်တော် tight ticket နားမယ်တယ်ကောင်တော့ဒါကြီးကယူမို့အောင်ကောင်းတယ်ဗျာအားနေရာဒီဗီနီနဲ့ကအပပါပြီးဆိုဒီနေရာကိုပဲလူနေလက်ဖုန်းအဲ့ဒါဆိုလည်းဟုတ်နာပေါ်လို video striker တင်နေတယ်တင်မတင်ဘူးဆိုတော့ဒါကျွန်တော်ခုနကပြောလို့ဘာလုပ်မှာလဲအဲ့တော့ စတာပိုတစ်ဖက်ကမရီနိုလို့ဘာမှမဟုတ်တဲ့ DM က CF ကိုကောင်းကောင်းဆော့ရခြင်းမှာဒါခုနကပိုလက်ရှိဒါပြင်သစ်မှာကပ္ပလာရသွားတဲ့ကစားသမား CF မဆော့တတ်နေဘူးတခါကြရပြအဲ့ဒါက tactically လာ discipline နဲ့ရမ်းဆိုင်တယ်လာခုနကပြောလို့ဒီနီးပြအနေနဲ့ဒါမင်းဒီနေရာပဲနေရမယ်နော်မဖြစ်မရနဲ့ဆိုတဲ့ပုံစံမျိုးကောင်းကောင်း train လုပ်ရလို့တခါကြရပြဟို မန်မန်နေဂျမန့်ကောင်းတယ်လည်းမှန်ပါဒါခါကျရင်ခုနပြောသေးတယ်ဒီပြတယောက်က tactically ya discipline အရင်ဖြစ်နေပြီဆိုအဲ့ဒါကသိတာအဲ့ဒီနေ့ပုံစံမှာ Arsenal နောက်တန်းကလည်းရောင်းရှာပါတယ် Arsenal နောက်တန်းကလည်းပြင်းပါဆိုလာမသိရောင်းရှာပါတယ်ကျွန်တော်ဒါခုနပြောလို့ Vinicius Junior ရောက်တာ68မိနစ်မှာရောင်းလိုက်တယ်ဆိုတော့အာဟဲ့ Real Madrid ပြိတ္တာကကိုသိန်းကိုယုံကြည်မှုတော့ပြည့်ပြည့်ရှိတယ်အင်ဂျီဒီမှာကြည့်လိုက် Yes I can ရောပါရောဟာမအပြည့်ရှိတယ်ကျွန်တော်ပြောခဲ့တူပဲလက်ရှိမှာ Real Madrid ကရင်ဆိုင်ရတာ Arteta နဲ့ရင်ဆိုင်အာတေတာအနေနဲ့ defending မှာတော်တော်လေးဟိုဒါသူက ပြဿနာပြတယ်လားအာတိတာကဒီနေရာမှာ तू ကျွန်တော်ချစ်ကြည့်ရတဲ့ကဟီနိုဝတ်တည်းတယ်လားအဲ့ဒါကအာတိတာအတာချက်ပဲ तू အနေနဲ့အစ်စ်စ်ကိုရေဆိုင်ရသူ့မှာဘာရှိနေ तू သိတယ်အဲ့ဒါအာတိတာရဲ့ဒါပျောင်ပျောင်မှုတစ်ခုပဲတကယ်ကိုကောင်းတဲ့ဥစ္စာတစ်ခုပဲအဲ့တော့ဒီနေ့ပွင့်စမှာဟိုနာပေါ်တယ်ပဲရီယယ်မက်ဒရစ်အသင်ကပုံမှန်လေးလေးပြောရှုံးတင်တယ်ဘာဆိုဘာမှတကယ်ကို offer မလုပ်နိုင်ခဲ့ဘူးအသင်းသင်းအာဒီအသင်းကဘာတဲ့ကြည်နေနေဗျအမပြောမှာဆိုနောက်ဆုံးဗျ real madrid အသင်းနဲ့ပထမကြောရရလက်ကြောင်ဒီနေ့ပေါ်မှာရှုံးသွားခဲ့မှမလားကျွန်တော်တို့ shape ပွဲ astronomer ပွဲရှိတယ် ဘရူရှာဒေါ်မွန်ပွဲရှိတယ်။နောက်ဆုံးရှုံးသွားခဲ့တာအော်အိုကေဘရူရှာဒေါ်မွန်နဲ့အက်စတန်ဗီလာကအသင်းသက်သေးအနေနဲ့ငါတို့ဒီပွဲတစ်ပွဲမှာအော်ဖာတွေအများကြီးရင်ခုန်အောင်လုပ်ပေးသွားခဲ့တယ်။ရီယယ်မက်ဒရစ်တင်တဲ့ဒီနေ့ပွဲတော့ဟိုနာပွဲတော့ပထမပိုင်း15မိနစ်နဲ့ပထမပိုင်းမိနစ်10လောက်ကလွယ်ရင်တပွဲလုံးမှာဘာမှသိပြီးအော်ဖာလုပ်သွားတာမရှိဘူး။တပတ်ကအာဆိုသင်းကလည်းလက်မမင်းစီကန်တကြအဆော့မယ်ဆိုစီကန်တကြရလက်တခုရမယ်ဆိုတော့အာတီတိုက်အာဆနယ်ကပြသွားအဲ့တော့ဒီနေ့ပွဲစဉ်မှာရီယယ်မက်ဒရစ်ကကစားသမား individual ညက်နေဆိုတဲ့ နီပြရဲ့နီးစနစ်တွေကအာဆနယ်သင်းကတာလွန်သွားရမြင်တယ်ခုနပြောသူပဲတိုက်စစ်မှုမရှိရဲ့သင်းကတိုက်စစ်မှုမနေရမှာဝင်ဆော့နေတဲ့မရီနိုကအဆစ်နှလုံးရတော့တလုံးလုံးကတကယ်ကိုဝေါ်ကလက်အဆစ်တွေပဲပထမဆုံးလုံစာကောက်ပေးတော့လုံတော့မှတကယ်ဝေါ်ကလက်အဆစ်ပဲမသိရင်ဒီဘဲက CF ကိုတစ်လုံးကစားလာတဲ့ပုံစံတိုင်းဆော့သွားတာတော့ကြရပါတော့အဲ့ဒါကိုပြောရမယ်အဲ့တော့အာဆနယ်သင်းနေတဲ့လက်ကြော့ပုံရလက်နေနဲ့ ငါးကိုတကူဆိုရရလည်း real မတူကိုနိုင်ရပြီးတော့ဒါတက်လန်းသွားခဲ့ရှိတယ် semi final ကို try တနာမှာပဲလုံးဝ100% try တနာမှာပဲဒါဘက်က inter milan နဲ့ bayern munich ကျွန်တော်ဒီနေ့ပုံအဲ bayern munich နဲ့ inter milan ကိုကျွန်တော်တကယ်ဝမ်းနေတယ်ဘာဖြစ်လို့ဒီကယ်ဝမ်းနေတယ်ဘာကြောင့်လဲဆိုကိုအသိရတာကျွန်တော်တို့ဒါ spa အသိရကစားသမားတွေဖြစ်တဲ့ kane နဲ့ dyer နှစ်ကောင်တူးစားပြီးခဲ့တယ် ဒီနေ့ပေါ်မှာဆောက်ရဲဆုတ်ပါတယ်ဆိုတော့ error dial တကောင်ကိုလိုက်ပေါ်ကနေပါဒါဖြတ်ထုတ်ပြီးတော့လုတ်ပြခဲ့တယ်ဗောနော error dial ဒီနေ့ပေါ်မှာတာဝန်အလွန်ကြီးပါတယ်တကယ်ဟိုဒါချစ်ကျူးဘူးကောင်းတဲ့ခြားတိတ်တကောင်ကိုချစ်တူးဘူးကောင်းတဲ့ကစားသမားတွေဒါပေမဲ့ဟိုဘက်က tactical ခုနပေါ်ဆိုလက်ရှိ Arsenal နဲ့ Real Madrid လို့ပဲ Bayern Munich ကကြုံတယ်လို့ကန်တယ် Oli Sie ကဒါကျွန်တော်တို့1 by 1 skill တွေကိုသုံးတယ် Search Gnabry ရဲ့မျက်နှုံးမြင်တွေကိုသုံးတယ်ဒါပြီးဘူးဆို Search Gnabry ပေါ်ပေါ်စာနေရတာမျက်နှုံးမြင်တွေသုံးတယ်ဒါခုန Search Gnabry ပြန်လာတယ် ဒါ ਉਹ ပဲအဓိကအာထာလွန်အားကြီးတယ်ပြီးခုနပြောသူပဲလက်ရှိမှာခုနဘိုင်ယန်မြူးနစ်လိုအသင်းမျိုးနဲ့ဗျာအပွင့်လင်းဆုံးပြောလက်ရှိဒီလိုခံစီကြီးကမယွန်းဖို့တော့ကောင်းတယ်အခုလက်ရှိကန်ဒရစ်လိုင်ကိုကန်ဒရစ်ကန်ဒရစ်လမောင်းပြီးကိုပြီးကန်ဒရစ်လိုင်မှာဗျာကျွန်တော်တို့ဒါခုနပြောသူပဲလက်ရှိအရစ်ဒိုင်ယာကင်မင်းဂျီစတန်နစ်စစ်ခမရတစ်ချိန်ကဗျာဒီလာဟိုဘိုင်ယန်မြူးနစ်လိုပြောလိုက်ပြီးတော့သူတို့ရဲ့ခံစီမှုတွေကတကယ်ကို level တစ်ခုမှရှိနေရတဲ့ခံစစ်တွေဗျာနောက်ဆုံးဗျာနီကိုလတ်ဆူလီမထွက်ခင်ကလေးကမဟာမောဆိုအုပ်စုနဲ့ဆိုဒီခက် every dia kimin ji de ya တကယ်တကယ်အဲ့တော့ဒီခုနပေါ်ဆိုပြီးလက်ရှိမှာ Tyson ကလည်းခုနပေါ်ဆိုပြီး Harry Kane နဲ့ Olisi နဲ့ကလွင်ဘာမှအားရစရာမရှိဘူး။ကိုင်းလေပိုင်းကလည်းဘာကန်စစ်ပိုင်းကဘာတေချာတကောဟိုဘက်ကတော့ Timo Yar ဆော့သွားခုနပေါ်ဆိုပြီး Martinez, Thuram ဒါကျွန်တော် Demar, Damian, Demarco ဒီအုပ်စုနဲ့ပဲဒါကျွန်တော်ဆော့သွားတာပဲ။အဲ့တော့ tactically discipline ရဖြစ်တော့ကျွန်တော်ပြောခဲ့လို့ပဲ Simone Inzaghi Simone Inzaghi ပဲ company ကိုနိုင်ယူတော့ဒါပေမဲ့ခုနကပေါ့နှမျောတယ်တကယ်ဖျားဆုကျွန်တော်နှမျောတယ်ဘာကြောင့်လဲဆိုခုနကပေါ့လို့ပဲကိုကောင်လေးအကောင်းဆုံးကျွေးခိုင်းခုနကပေါ့လို့ပဲဒါဟိုအရေးကြီးတဲ့ပွဲတွေမှာချေမပေါ်ဘူးဆိုတဲ့ဟို Bayern Munich ရဲ့ဒါကျွန်တော်တတော်တိုက်ဆိုင်မှုဖြစ်တဲ့ Harry Kane ကိုကောင်းတာဗျာတကယ်ကိုအကောင်းဆုံးကြိုးစားပြီးသွားခဲ့တာတကယ်ကိုခုနကပေါ့ကျွန်တော်တကယ်နှမျောတယ်အဲ့အပိုင်း6ကျွန်တော်အရင်နှမျောတယ်ဘာလို့ဆို ကိုကောင်နေဗျာအကောင်းဆုံးကျိုးစား every day ဆိုခုနကဘယ်လိုပဲ tight sit တင်မှုပဲနေ5ပါသွင်းတာနေခန်းစစ်ဘက်မှာဆို C ဂိုးလိုင်းပေါ်ကဖြတ်ထုတ်တဲ့ဒီကောင်းပြီးခဲ့တယ်ဒါတော့ထိပဲရအောင်ဘလောက်ရမှာတော့အဲ့တော့ company ရော company wire ခုနကလက်ရှိကျွန်တော်မြင်ရပြ company နေနဲ့လေဘန်လီနဲ့ဘိုင်မီနိနဲ့ဂျာမဟုတ်လားဘောစပါလူတဲ့တင်ဒါမှမဟုတ်ခုနကဘယ်လိုပဲလက်ရှိအဲဂျားထဲမှာ ဟို Brentford Aston Villa အဲ့လို level ရှိမှာတော့ဘာတော့ကျွန်တော် CVA ကအလဲလက်ပေါ့နော်ကျွန်တော်ဒါ Atlanta အခုလက်ရှိ Atlanta ဒီလိုမျိုးတင်မဘိုင်းမင်းကသူ့အတွက်အရန်ကြီးတယ်လို့မြင်တယ်ကျွန်တော်တကခုနပါဒါပေမဲ့ပြီးတော့ပေါ့နော်ဒါကျွန်တော်တို့ဒါ Artita နဲ့ Artita အုပ်စုနဲ့မတူဘူး Artita ကျတော့ဒါ Pep Guardiola လက်အောက်မှာဒါတော်တော်လေး experience ရှိထားတာ company ကျတော့သူ့အနေနဲ့ကစားသမားဘဝကနေဒါ ban လေးကိုတန်းသွား ban လေးကနေဒီလိုတန်းသွားဆိုတော့ကျွန်တော်ကခုနပါဆိုပေဘိုင်းမင်းရဲ့ပိုင်ရှင်တွေကိုချီးကျူးတယ်။ပြည်တွင်းလီဖလားကိုကျွန်တော်အမှန်တိုင်းပြောသိတော့အထင်မကြီးဘူး။ဘိုင်းမင်းရဲ့ပြည်တွင်းလီဖလားဆိုတာထူးဆန်းတဲ့ရာမှုလား။အဲ့တော့ထားပါ။ လောက်ပါပဲဘလုံးပွဲတကူကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 30 point ဆိုတော့ TV4U ကိုမှကျေးလွတ်ဆန်ပေါင်းကူညီလို့ရပါတယ်။များများလေးလည်း clip မမေ့ကြပါနဲ့ပြအောက်က comment တွေထဲမှာလည်း youth sport media 30 point ဆိုတော့ TV4U ရဲ့ link လေးတွေကိုထည့်ပေးထားကြပါကျွန်တော်တို့ကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လို့ကျွန်တော်အားပေးလို့ရပါရ။များများလေးလည်း clip မမေ့ကြပါနဲ့။များများ clip မမေ့နိုင်ဖြစ်ပါတယ်။အားလုံးမကြူးတူပါနဲ့။ကောင်းမွန်သောနေ့နေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပြီးနေပဲ။ကျွန်တော်တို့ဒီနောက်မှာ AC တွေ့ကြတာပေါ့အားလုံးကြွတူပါမယ်မက်လက်ကလစ်ဖို့မမိကြပါနဲ့ဗျမင်းများကလစ်မှာမင်းများဖြစ်ပါတယ် टी बाबा